ဒီနေ့ဗီဒီယိုလေးမှာတော့ AI software တွေသုံးပြီးတော့ retouching မလုပ်ချင်ဘူး Photoshop ထဲမှာပါတဲ့ plug in တွေကိုပဲသုံးပြီးတော့ retouching လုပ်မယ် camera raw ထဲမှာပဲတခါတည်း retouching လုပ်ရှင်တဲ့လူတွေအတွက်ကို sharing လုပ်ပေးချင်ပါတယ် Photoshop ရဲ့ camera raw မှာပါတဲ့ preset လေးတွေက retouch လုပ်မယ်ဆိုလို့ရှင်တကယ်ကိုအသုံးဝင်ပါတယ် camera raw ကိုသုံးပြီးတော့ကျွန်တော်တို့က sky replacement တွေလုပ်လို့ရတယ် subject နဲ့ background တွေကိုခွဲထုတ်လို့ရတယ် Photoshop camera raw မှာပါတဲ့ plugin ဟာလည်း powerful ဖြစ်ပါတယ်ကိုယ့်ရဲ့ဆက်က graphic ကောင်းမယ် memory ကောင်းမယ်ဆိုလို့ရှင် Photoshop ထဲမှာပါတဲ့ plugin နဲ့တွေ retouching ကိုကောင်းကောင်းလုပ်လို့ရပါတယ် Photoshop ထဲမှာလုပ်ရှင်တဲ့ပုံလေးတွေကိုဖွင့်လိုက်ပါမယ် ကင်မရာ raw ထဲမှာပုံတပုံစချိန်တော့မယ်ဆိုလို့ရှိရင်အရင်ဦးဆုံးကကျွန်တော်တို့ဒီ histogram အပေါ်မှာရှိနေတဲ့ဟာလေးပေါ့နော်သူ့ရဲ့ shortcut ဆိုလို့ရှိရင်ကျွန်တော်တို့က o ဆိုပြီးတော့ပြထားတယ်ပုံတပုံရဲ့အလင်းဆုံးနေရာစိတ်ပိုင်းလေးကိုပြပေးရပါဖြစ်ပါတယ်ဒီဘက်ကတော့ကျွန်တော်တို့က shadow area shortcut ကိုပြောမယ်ဆိုရင်တော့ u တကယ်လို့များကိုက exposure ကိုအများကြီးမှောင်လုပ်လိုက်မယ်ဆိုရင် shadow clipping ဖြစ်သွားမယ် over ဖြစ်သွားမယ်ဆိုရင်အနည်းနဲ့ပြပေးတယ်ဒါကပုံမှန်ပေါ့နော်အခုကျွန်တော်ရိုက်ထားတဲ့ပုံလေးက ဒီနောက်မှာရှိနေတဲ့ရွှေဒဂုံဘုရားကနည်းနည်းလေး overexpose ဖြစ်နေတယ်။ဒါက color အရောင်ခြေနဲ့တူတူရယ်မဟုတ်တဲ့တော့ကြောင့်မို့ကျွန်တော်အများကြီးမချိန်ပြတော့ဘူး။အလွယ်ဆုံးနည်းဖြစ်တယ်ကျွန်တော် auto ပေါ့နော်။ကင်မရာကြောင့်ဘာမှနားမလည်ဘူး Photoshop software ကြောင့်နားမလည်ဘူးဆိုရင်တော့မှကျွန်တော်တို့က auto ကိုနှိပ်ပြီးတော့အရောင်ခြေမယ်။တချင်လုံးမယ်ဆိုရင် တော်တော်တော်လေးအလုပ်ဖြစ်တယ်ဗောနော်အော်တိုလေဗယ်ကိုမသုံးချင်ဘူးနည်းနည်းလေးထပ်ပြီးတော့အဆင့်မြင့်နေတယ်ဆိုတဲ့အချိန်ကြလို့ရှင်ကိုယ့်ရဲ့ပုံမှာဘာလိုနေလဲဘာဖြစ်နေလဲဆိုတဲ့ဟာလေးတွေကိုဒီခုနပြောထားတဲ့ဟာ shadow နဲ့ highlight ကိုဖွင့်လိုက်တာနဲ့ကိုကလုပ်လို့ရမယ်အလင်းမောင်ကဒီတိုင်းလေးခြိုက်တယ်ဒီမျက်နှာနဲ့ဒီလက်မောင်းလေးမှာရှိနေတဲ့ဟာကိုကျွန်တော်တို့က highlight ကခိတ်ဆုံးသွားပြီဗောနော် highlight မှာမကြတော့ဆိုတဲ့အချိန်ညာတော့အဖြူနဲ့တတ်ဆိုင်တဲ့ဟာဗောနော်အဖြူနဲ့တတ်ဆိုင်တာ highlight ရှိမယ်ပြီးရင်ကြတော့နောက်တစ်ခု white ဗောနော် ဒီ voice ဆိုတာလေးနည်းနည်းချလိုက်တာ ਨੇ ကျွန်တော်တို့ ban နေတဲ့ exposure လေးတွေကနည်းနည်းလေးလျှော့သွားမှာဖြစ်တယ်ပုံသင်ကြီးတော့မဟုတ်ဘူးเนาะဒါပေမဲ့အလွယ်တကူကျွန်တော်တို့ချိန်လို့ရရဆိုတဲ့နည်းလို့ပြောချင်တာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ပုံထဲမှာအမဲတွေခဲနေတာအဖြူတွေကျွမ်းနေတဲ့ဟာမျိုးတွေမရှိဘူးဆိုလို့ရှိရင်ရှေ့ဆက်လို့ရမှာပေါ့เนาะဆိုတော့ဒါကတော့ကျွန်တော်ရိုက်တုံးတွေက ဒီပုံစံလေးရှိတယ်။ကောင်းကင်နဲ့ရှေ့မှာရှိနေတဲ့ subject နဲ့ကိုပွဲထွက်အောင်လို့ကျွန်တော်မီးသုံးပြီးတော့ရိုက်ထားတယ်။လူကိုမီးတလုံးပေးထားတယ်။ highlight ကိုမီးတလုံးပေးထားတယ်။နောက်မှာရှိနေတဲ့ background ကို export လုပ်ပြီးတော့ရိုက်တာပဲဖြစ်တယ်။ကျွန်တော်တို့ masking လေးကိုသွားလိုက်မယ်။ sky ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်။အဲဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းကင်တစ်ခုလုံးကို photoshop မှာပါတဲ့ AI ကနေပြီးတော့ select လုပ်သွားမှာဖြစ်တယ်။ဒီမှာအနီအောင်နဲ့အခု select မှတ်သွားတဲ့ဟာတွေကတော့ကျွန်တော်တို့ကောင်းကင်တစ်ခုလုံးကိုကျွန်တော်တို့ selection မှတ်ထားတာပဲဖြစ်ပါတယ်။ ဆိုတော့ဒီနေအနေထားမှာကျွန်တော်တို့ကကောင်းငွေပြနေတဲ့ဆိုရင်ပြလိုက်လို့ရတယ်ဒါမှမဟုတ်ရင်ကောင်းငွေရဲ့အလင်းမောင်တွေကိုကျွန်တော်တို့ကမဲလိုက်လို့ရတယ်ဖြူလိုက်လို့ရတယ်ဘယ်တော့မှကျွန်တော်တို့သဘာဝတရားကိုလွန်ဆင်ပြီးတော့မလုပ်ဘူးဥပမာဒါဆိုရင်ကျွန်တော်တို့ pesticide ကွဲသွားပြီစာရိုက်ထဲကတော့ကျွန်တော်တို့ကအနည်းဆုံးတိုင်တော့အနည်းဆုံးဖြစ်အောင်ရိုက်ဖို့လိုတယ်အယောင်နေဆိုရင်လည်းမကွဲအောင်လုပ်ဖို့လိုတယ်အဲ့တော့ကြောင့်မို့သဘာဝနဲ့လည်းနှီးစက်အောင်ကျွန်တော်တို့က slider လေးကိုနည်းနည်းလေးပဲရွှေ့မယ်အယောင်နေမခဲအောင်အယောင်နေအယောင်နေကွဲအောင်ပေါ့နော်ဆိုတော့ ါကတော့ကျွန်တော်တို့ကောင်းကင်လေးကိုချိန်ထားပဲဖြစ်တယ်ဆိုကူပြင်လိုက်တဲ့ပုံကိုကျွန်တော်တို့အနေထားလေးသိကျင်နေဆိုရင်ကျွန်တော်တို့ P ကိုနှိပ်လို့ရတယ် P ကိုနှိပ်လိုက်လို့ရှိရင်ဒီ preview လေးကို on off လုပ်ပေးရအောင်နော်ဆိုတော့ P ကိုတစ်ချက်နှိပ်လိုက်ရင်ပြန်ပြမယ် P ကိုနောက်တစ်ချက်နှိပ်လိုက်လို့ရှိရင်ပြန်ပြောက်သွားမယ်ကင်မရာ raw ထဲမှာ exposure ကို auto လုပ်လိုက်တယ်အဖြူရောင်လေးကနည်းနည်းလေး ban နေကျွမ်းနေဖြစ်လို့ကြောင့်ကျွန်တော် white ကိုနည်းနည်းချလိုက်တယ် clip ဖြစ်နေတဲ့နေရာလေးတွေကိုကျွန်တော် shadow လေးတွေကိုနည်းနည်းလေး boost လုပ်လိုက်တယ်ဒါက shade တုံးက original ပုံ ဒါကကျွန်တော် auto color correction နဲ့ကျွန်တော် sky on masking ပြီးလိုက်တဲ့အချိန်မှာဒီပုံထွက်သွားတယ်။ဝက်ချန်လေးတွေအဖူလေးတွေနည်းနည်းလေးရှိရပါတော့။ဒါကို retouching လုပ်မယ်ဆိုတဲ့အချိန်ရလို့ရှိရင်ကျွန်တော်တို့က shift ရပြီးရနှိမ့်လိုက်လို့ရှိရင် preset ထဲကိုတန်းရသွားမယ်။ so ဒီထဲမှာတော့ကျွန်တော်တို့က plug in တွေမှာအများကြီးမှအများကြီးပဲရှိရပါတော့။ enhance portrait ကိုနှိမ့်လိုက်ပြီးဆိုတော့ねကျွန်တော်ပုံကပြောင်းသွားမယ်။ view ဆိုတဲ့အချိန်ကျကျွန်တော်တို့ glamour portrait ဒါလည်း skin retouch လုပ်တာပဲပေါ့နော်။ကျွန်တော်တို့ polish portrait ကိုနှိမ့်လို့ရတယ်ထပ်ပြီးတော့ ဆက်အနည်းမြန်လေးอ่ะ generate လုပ်တဲ့အချိန်မှာနည်းနည်းလေးကွာဟချက်လေးရှိမယ်ကျွန်တော် enhance eye လို့ smooth facial skin ဆိုတော့ကျွန်တော်မျက်နှာကို skin ချောတာပေါ့เนาะဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ချောလိုက်ပြီဆိုလို့ရှိရင်ကျွန်တော် before နဲ့ after ကိုကျွန်တော်ပြီလေးနှိပ်ပြီးကြည့်မယ်ဆိုလို့ရှိရင်မပြင်ထားဘူးပြင်ထားတယ်ဆိုတော့ဒီပုံလေးမှာတော့ကျွန်တော် skin မှာပြင်ထားတယ်ဆိုတော့ကျွန်တော် redress လုပ်ပြီဆိုရင်အလွယ်တကူဒီလောက်လုပ်လို့ရတယ်ဒီမှာကျွန်တော်တို့ကဘာထက်လို့ရလဲဆိုတော့တချာဟဲပေါ့နော်တချာဟဲဆိုတာလုတ်လိုက်လို့ရှိရင်ဒီစပင်းนี่အကုန်လုံးကကျွန်တော်တို့ ကြွတက်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီသပင်တွေကိုကျွန်တော်တို့မကြိုက်ဘူးဆိုရင်ကျွန်တော်တို့ smooth hair လုပ်လို့ရတယ်အဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့အဝတ်စားတွေကိုကျွန်တော်တို့ enhance close ပေါ့နော်အဝတ်စားတွေကိုကျွန်တော်တို့အအောင်တောက်ချင်တယ်တက်တက်ရဲ့ရဲ့လေးဖြစ်ချင်တယ်ဆိုရင် enhance close ကိုနှိပ်လိုက်ပြီးတော့လုပ်လို့ရတယ် photoshop ရဲ့ camera rolling မှာပါတယ် plug in နဲ့ပါ default ပါပြီးသားဟာလေးကိုကျွန်တော်တို့လုပ်လိုက်တာဖြစ်ပါတယ်ဒါဆိုရင်မချိန်ထားဘူးဒါဆိုရင်ချိန်ထားတယ်ကျွန်တော် clip 3ချက်လောက်နှိပ်လိုက်တာနဲ့တင် retouch လုပ်ဆရာမလိုတော့ဘူးเนาะ Photoshop ဘာမှမသိဘူးလို့ပဲသတ်မှတ်လိုက်ကျွန်တော်တို့ auto လေးနှိပ်လိုက်မယ် view ဆိုချင်းချလို့ရှိရင်ကျွန်တော်တို့ white balance အဝါများနေရလို့ခံစားရတယ်ဆိုရင်အဝါလေးကိုနည်းနည်းလေးချလိုက်မယ် view ဆိုချင်းချတော့ကျွန်တော်ဒီမှာကြည့်လိုက်မယ်အင်ကြီးမှာနည်းနည်းလေး highlight လေးဘန်းနေရလက်ခံလို့ရရဆိုရင်လက်ခံလက်မခံလို့မရအောင်ဆိုရင်ကျွန်တော်တို့ကနည်းနည်းလေးချလိုက်လို့ရတယ်ဆိုအလင်းမောင်ကနည်းနည်းလေးနည်းနေတဲ့အချိန်ကျွန်တော်တင်လိုက်လို့ရတယ်ဟစ်စတိုဂရမ်ကြည့်ပြီးချိန်ရမှာဖြစ်တယ်ရှစ်ပြီးနှိပ်လိုက်ပြီးဆိုရင် ဒီအောက်ဆုံးရဲ့အပေါ်တစ်ခုရောက်သွားမယ်အဲ့ချိန်ကျမှကျွန်တော်တို့ကမလုပ်မလဲဆိုတော့ခုနမတုံးခဲ့တဲ့ဟာပေါ့နော်ကျွန်တော်တို့က enhance eye ဆိုရင်ဒီ photoshop ရဲ့ AI နေပြီးတော့ auto ပြင်ပေးရပေါ့နော် camera raw ရဲ့ AI နေပြီးတော့ auto ပြင်ပေးတာပဲဖြစ်ပါတယ်ခဏလေးစောင့်အနည်းမြောက်ကိုကျွန်တော်တို့ကဒီလိုလေးချိန်ချိန်လို့ရတယ်ပြီးရခါကျတော့သွားရှိမယ်ဆိုရင်ကျွန်တော်တို့ကသွားလေးဖြူချင်းကျွန်တော် white and teeth ဆိုပြီးလုပ်လို့ရတယ်ဒါလည်းထုံးစံတိုင်းပဲကျွန်တော်တို့က adjust slider ပါတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ကများလို့ရတယ် နည်းလို့ရတယ် reader ရှင်မဲလို့လို့အယောင်မဲချင်ချင်းအဓိကက over saturated မဖြစ်ဖို့သဘာဝကိုလွန်ဆန်တာမဖြစ်ဖို့ကအရင်ကြီးကြီးရဲ့အဲ့အတွက်ကြောင့်မလို့ဘာပဲလို့လို့ adjust ကိုတခြားလေးချိန်မယ်အပြင်လိုက်တဲ့ပြောင်းလဲမှုကဘယ်လောက်ရှိလဲဆိုတဲ့ဟာလေးကျွန်တော်အမြဲတမ်း check လုပ်ဖို့လိုတယ် darken eye brown ဆိုလို့ရှိရင်ကျွန်တော်မျက်ခုံးမွေးပေါ့နော်မျက်ခုံးမွေးလေးကအဟမ်းမဲသွားပြီဆိုတော့ဒါမိုးစိတ်မွေးရှင်တော့မှ break ဟောပေါ့နော် darken bread ဆိုပြီးတော့ရှိမယ်ဆိုတော့ဒါလေးကိုကျွန်တော်က enhance portrait နှိပ်လိုက်မယ် glamour portrait နေလိုက်မယ် polish portrait နေလိုက်မယ်သုံးခုနေပြီးခဏဆောင်အပြီးဝိုင်းတော့ smooth facial skin so ရှိသမျှဟာအကုန်လုံးကျွန်တော်နှိပ်ရမယ်လို့တော့မဆိုလို့ခုပုံမှာနှိပ်ဖို့လိုတယ်ဆိုရင်နှိပ်ပြီးတော့ကျွန်တော်လုပ်လို့ရတယ်ဒီမှာထပ်ပြီးတော့ကျွန်တော် texture hair နှိပ်လိုက်လို့ရတယ်ဒါဆိုရင်စပင်လေးတွေထင်းပြီးထွက်လာမယ် enhance glow နေလိုက်မယ်ဒီတန်းလေးကိုချက်သွားပြီဆိုရင်နောက်ပုံလေးကိုကူးချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကိုကူးချင်တဲ့ပုံတစ်ပုံကိုပထမဆုံးကလစ်တစ်ချက်နှိပ်ပြီးသွားပြီဆိုရင်နောက်ထပ်ကူးမဲ့ပုံလေးတွေကိုကျွန်တော်တို့က control click နဲ့နှိပ်လို့ရတယ် ဒါမှမဟုတ်လို့ရှင်ပုံကဒီလိုအခုလိုမျိုးအတန်းလိုက်ဆိုရင် shift click နဲ့လည်းပြီးသွားရင် shortcut အနေနဲ့ကတော့ order s order s ကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ check all နှိပ်လိုက်ပြီးတော့ okay နှိပ်လိုက်မယ်ဆိုလို့ရှင် max လေးပါကူသွားမှာဖြစ်တယ်ဆိုတော့ပုံတစ်ပုံကိုကိုစိတ်တိုင်းက polish လုပ်ပြီးသွားပြီဆိုရင်အဲ့ဒီ setting အကုန်လုံးကိုကျွန်တော်တို့ကနောက်ထပ်ပုံတွေမှာဒီ setting တိုင်း apply ပေးလို့ရတယ် ဒီနေရာမှာကျွန်တော်တို့ရဲ့ကွန်ပျူတာကအများကြီးစကားပြောတယ်ကွန်ပျူတာရဲ့ speed ကောင်းရင် ကောင်းတယ်လို့မြင်ရင်မြင်သွားမှာဖြစ်တယ်အခုဒါဆိုလို့ရှိရင်ကျွန်တော်နောက်ထပ် second 20ထပ်ဆောင်အောင်ပဲဗောနော်ဆိုတော့ပုံလေး၄ပုံလို့ဖို့အတွက်ကိုဒီ plan အကုန်လုံးနဲ့ဆိုရင်ကျွန်တော်အနေထားတော့ဆောင်ရတယ်ဒါဆိုလို့ရှိရင် setting အကုန်ကူးပြီးွားတာဖြစ်တယ်ဒါကအားလုံးပေါင်းမှာကျွန်တော်ပုံ၅ပုံပဲလုပ်တာဗောနော်တကယ်လို့များကိုကအလှပုံရိုက်ထားပုံ20ရှိမယ်ပုံ90ရှိမယ်ဆိုရင် ပုံတပုံချိန်ပြီးသွားပြီဆိုရင် setting အကုန်လုံး copy paste လုပ်လိုက်လို့ရှိရင်လည်းကျွန်တော်တို့ရပါတယ် mask setting ကနေပြီးတော့အပြင်ကိုပြန်သွားလိုက်မယ်ဆိုလို့ရှိရင်ဒါက p လေးနှိပ်ပြီးတော့ကျွန်တော်ပြင်ထားတဲ့ပုံနဲ့မပြင်မပြင်ရသေးတဲ့ပုံတွေကိုကျွန်တော်တို့ချိန်ကြည့်လို့ရတယ်နောက်တစ်ပုံသွားပါမယ်ဆိုဒီပုံမှာဆိုရင်ကျွန်တော်အလင်းမောင်လေးနည်းနည်းလေးနည်းနေဆိုရင်ကျွန်တော်တို့ auto ပြန်နှိပ်လို့ရတယ်အဲဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့အလင်းကျင်နေဆိုရင် exposure လေးကိုနည်းနည်းလေးဆွတ်တင်လို့ရတယ်ဆိုတော့အဓိကက ကြည့်မယ်ဆိုရင် before နဲ့ after p လေးကိုနှိပ်ပြီးတော့ကြည့်လို့ရပါတယ်ဆိုများ white ထင်ပြင်ချလို့ရတယ်နောက်တစ်ပုံသွားပါမယ်နောက်တစ်ပုံမှာလည်းကျွန်တော်ကမင်းနေလို့ခံစားရတယ်ဆိုရင်ကျွန်တော်နည်းနည်းလေးတင်လိုက်မယ် photoshop ရဲ့ camera raw ထဲမှာပါတဲ့ feeling plan feature တွေကိုသုံးပြီးတော့လေကျွန်တော်က portrait ပဲဖြစ်ဖြစ် wedding ပဲဖြစ်ဖြစ် skin retouching တို့ တခြားအများကြီးပေါ့နော်ကျွန်တော်တို့အကလာအယောင်တွေ preset တွေကိုသုံးပြီးတော့သုံးမယ်ဆိုရင်လည်းသုံးလို့ရတယ် Photoshop တခုတည်းကိုကျွန်းကျွန်းချင်းချင်းပပိုင်နိုင်နိုင်ရှိမယ်ဆိုရင်တခြား third party software ဘာ plugin မှမလိုဘဲနဲ့ Photoshop ထဲမှာနေ screen reduction နဲ့ screen replacement ကိုအကုန်လုံးကိုကျွန်တော်တို့ကတခါတည်းချိန်လို့ရမှာပဲဖြစ်တယ်ဒါက Photoshop ထဲကိုဖျောက်ပြီးပြင်တာတော့မရှိသေးဘူး camera raw ထဲမှာနေတခါတည်းအပိချိန်နဲ့နီးပဲဖြစ်ပါတယ်ဒီ camera raw ချိန်နဲ့နီးနဲ့ပတ်သက်ပြီးတော့ machine နာနားမလည်ရရှိလို့ရှိရင်ကျွန်တော် comment မှာမေးခဲ့လို့ရတယ်နောက်ထပ် video မှာတွေ့မယ်နော်